အာဆင်နယ်ရောကရီယယ်မက်ဒရစ်ကို၃ဂိုးပြည့်နဲ့နိုင်တဲ့ quarter final ပထမကြော်ပွဲစဉ်မှာကြောင်ကြိုက်ဆုံးကစားသမား၅ယောက်ဒီငါးယောက်ကတော့ကျွန်တော်စိတ်ကြိုက်ရွေးထားတာပါ။ကျောင်းကြီးကူနဲ့အကြိုက်ဖြစ်တယ်လို့ရှိရင်ခွန်မဝင်ရောက်ရေးသားပေးတော့လို့ရပါတယ်။ကဲဒီငါးယောက်ကိုဖော်ပြဖို့အတွက်နံပါတ်9နေရာ player နဲ့စပြောလိုက်အောင်။16နှစ်သား မိုက်တီမိုက်ကန်နဲ့လှုပ်ချင်အားလှုပ်တယ်။ဒါပေမဲ့သူကျွလွန်တဲ့အမားတစ်ခုတည်းဆိုင်သူ့ဆက်နေပြန်ပြီးရမယ့် impact ကအရန်ကြီးမားတာဖြစ်တဲ့အတွက် idol ကိုကျွန်တော်တို့ကလက်မလွတ်နိုင်တဲ့လူဝဲ scaly အဲ့ဘဲလီပါလာပြီးဆိုတိုက်စစ်ကောဟန်စစ်ကောအဲ့ဘဲဘက်တစ်ချမ်းလုံးကဟန်ချက်မြရတယ်။အခုရန်ကုန်မှာဆိုရင်ဇင်းချံကိုရှိတယ်၊တီယာနေရှိတယ်။နောက်ဆုံးဒီကောင်လေးကိုမသုံးချင်ဘူးစိတ်မချဘူးဆိုရင်ဗန်ဝက်ကိုညာချမ်းမှာသုံးပြီးတော့ထင်ပါကိုဘယ်ချမ်းပြောင်းသုံးလို့ရတယ်။လုံးလို့ရတဲ့ option တွေများပဲ KVO ကိုအဲ့နေရာသုံးမလား သုံးလို့ရတယ်။သို့တော့ဒီပလေယာတွေအားလုံးထက်ဆိုင်ရင်ဘာကြောင့်တရားနည်းနဲ့စင်ချက်ကိုအရန်မာထားလဲဆိုတော့သူတို့ထက်အိုက်တာကဒီကောင်လေးစီကနေရနိုင်တဲ့အရာတွေအများကြီးရှိသွားသိလို့သူကဖူးဘက်ကစားသမားတဦးဆိုပေမဲ့ဒီအနောက်ကနေအရှိအတက်ဆင်းမဲ့ဆော့တာမဟုတ်ဘူးဒီ embedded ပုံစံမျိုးကွင်းလည်အထိဘောလုံးလိုက်ပြီးတော့ပါတီနဲ့ double pipe ပေါ်ထိုင်ပြီးတော့ကွင်းလည်မှာဆော့တာကြီးရှိတယ်ပြီးတော့ ball carrying ရန်ကောင်းတယ် ။ဦးဝင်းမကြီးနဲ့ Premier League နောက်ဆုံးပွဲမှာဆိုလို့ရှိရင်ဆရာသမားက Penalty Spot နာတိရောက်အောင်ဘောလုံးဆွဲပြီးတောက်ထဲပြေးတက်သွားတာ။အဲ့လိုလှုပ်ရှင်ရည်ဆွတ်ဆက်လောက်တာ။ဒါ့အပြင်လည်းအဲ့ဒါကကြံတဲ့ player တွေအတွက်ဆိုရင် speed တွေရသွားတာ။အခုဒီ Real Madrid အသင်းရဲ့ပွဲစဉ်မှာဆိုလဲဒီစားမက85မိနစ်မှာ Mikel Main တို့အတွက်ဖန်တီးမှုတစ်ချိန်လုံနိုင်ခဲ့တယ်။ဒီယာတီမာဒီစားမကဒါအာဆင်နယ်အသင်းအတွက်ဆိုလို့ရှိရင်တော့တော်တော်လေးကို impact မြင့်ပြီးတော့သူလုတ်ပေးထားခဲ့တဲ့အရာတွေအများကြီးပဲလို့ပြောလို့ရတယ်အထူးသဖြင့်ပေါ့လေ အခုဒီပွဲစဉ်မှာဆိုရင်ထက်ကဲဝန်းလို့ခေါ်တဲ့ဘောလုံးရှင်းထုတ်မှုတရရာဂိုင်နှုံးလိန်ခေါမှုတရရာဂိုင်နှုံးဘောလုံးပိတ်ပုမှု65ရာဂိုင်နှုံးတိကျပြီးတော့ဂျူရယ်ဝန်းတွေမှာ၄ကြိမ်အသာရရတယ်ကီးပတ်၂ကြိမ်ပိတ်ပုနိုင်ခဲ့တယ်ကလင်းရှစ်ရအောင်ယူနိုင်ခဲ့တယ်ဒါခန်းစကစားမှတအူးအတွက်ဆိုရင်တော့ကလင်းရှစ်ဆိုတာကဂိုးသွင်းတဲ့လောက်ကိုတန်ဖိုးရှိတယ်ပြီးတော့တလုံးဖိန်နိုင်ခဲ့တယ်ကဲရေဒီယံအဖြစ်ဆိုလဲ8.1လောက်နီနီကိုရခဲ့တာ ဲ့တော့ဒီကစားသမားကလက်ရှိထိမှာအသက်18နှစ်ပဲရှိသေးတယ်ဆိုပေမဲ့ပွဲကြီးတွေမှာဝင်ပြီးဆော့လို့ရတဲ့အထိသူ့ကိုသူအရင် confident ရှိသူအများအားပြောတယ်ကမ္ဘာအကောင်းဆုံး player ကြီးနဲ့ပဲရင်ဆိုင်ပြီးရှင်ပြိုင်ခြင်းတယ်။ဘာကြောင့်လဲဆိုတော့သူလည်းကမ္ဘာအဆင့်ခိုင်စစ်ကစားသမားတူဖြစ်ချင်တဲ့အတွက်ဆိုပြီးဝန်ခံထားဘူးတယ်။အနာဂတ်မှာတော့ကွင်းလက်ဒီယန်ရိုးမှာအာရီတာပြန်ပုံသွင်းသွားဖို့ရှိတယ်။ဘာကြောင့်သူငယ်လေးတည်းဆော့ခဲ့တဲ့ defensive midfielder ဖြစ်တဲ့အတွက်ပေါ့လေ။အဲဆိုလူးဝစ်ကယ်လီတော့ကြောင်ကြိုက်ဆုံးနံပါတ်9နဲ့မှာရွေးချယ်ပါတယ်။ကဲကြောကြိုက်နံပါတ်4နဲ့မှာရှိတဲ့ player ဒါကတော့အာဆင်နယ်ပလေယာမဟုတ်ရီယယ်မက်ဒရစ်ကပလေယာတီဘော့ကော့ထရိုက်တစ်ချိန်လုံးကချယ်ဆီမှာလာပြီးကစားခဲ့ဘူးတယ်တီကိုမှာအငှားထွက်ကစားခဲ့ဘူးတယ်အခုရီယယ်မက်ဒရစ်ကအဓိကကိုသမားပေါ့လေအမေကတော့အာကြီးနဲ့ပွဲနာနေမှာထရိနီပြန်ဆင်းပြီးပြန်ပါလာခဲ့တာနိုင်ငံလက်ရွေးစင်အသင်းမှာအင်ဂျူရီရခဲ့တဲ့ပလေယာအဲဒီပလေယာကတော့ဒီနေ့ပွဲစဉ်မှာတကယ့်ကို greater performance ပဲသူသာမကဲရင်သူသာပုံမှန်လက်စွမ်းအောက်ရောက်နေခဲ့ရင်အာဆင်နယ်ဒီဂိုးအ ਨੇ စုံ၅ဂိုးလောက်ထိရာသွားမယ်နေတာရှိတယ် မညာအောင်တော့အာကပလီယာဒီဂိုးပေါက်ထုတ်ရိုက်ထဲတလုံးပြီးတလုံးရိုက်ထဲတာမဲဟိုမာတီနယ်လီကန်နေပြန်ရှန်ထွက်လာတယ်ဒီကလန်ရိုက်ကန်ထဲတယ်ပြန်ရှန်ထွက်လာတယ်မေအင်းတို့ရိုက်ထဲတယ်ဒီကလန်ရိုက်အနီးကခေါင်းတိုက်တယ်ပါတီအဝေးကနေလှမ်းကန်တယ်တောက်လျှောက်ကန်တာဒီမှာအတိုင်းတိုင်းပဲသူလုံးဆိုင်ရှီကလှုပ်သွားတယ်ဒါတော့မှဒီကလန်ရိုက်ရဲ့ free kick တွေကောင်းလွန်အားကြီးရဲ့အတွက်သူခွင့်ပြုလိုက်ရတာမိခင်းမိန်တွေကန်ချက်ကလည်းသူ တိုက်ပစ်ဖို့နည်းနည်းလေးနောက်ကျသွားခဲ့လို့အဲ့ဒီအလုံးတွေကိုလည်းအကောင်းဆုံးသူလိုက်တားဖို့ကြိုးစားခဲ့သည်တကယ်ကိုပြတကယ်ပြိုင်ဖက်အသင်းရဂုဏ်သမားဆိုပေမဲ့လည်းကျွန်တော်ပွဲချိန်တွေမှာတကယ်လက်ခုပ်တီးပေးမိတာတကယ်တော်တယ်ဒီလိုပဲကျွန်တော်တို့ရဲ့ဒေးဗစ်ရိုင်ယာလည်းဒီ MVP နဲ့1 by 1 chance တွေမှာကောင်းကောင်းပုတ်ထုတ်သွားတယ်သူလည်းအကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့ပဲဒါပေမဲ့တီဘော့ခေါ်ထရိုက်ကိုကျွန်တော်ဘာကြောင့်အကျိုက်ဆုံးနံပါတ်၄နဲ့ပါယူလဲဆိုအာဆင်နယ်ကညဂိုးပေါက်ကန်တာဂိုးပေါက်တက်မှု၁၇ချိန်ရှိတယ်။အဲ့မှာအာဆင်နယ်၃ဂိုးရတယ် အဲ့ကျန်တဲ့ရှစ်ကြိမ်ဒီဒီကိုသမားပုတ်ထုတ်ကာဝယ်သွားဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်ဘောရီကာဝရီ9ကြိမ်တိရှိတယ်တကယ့်ကမှရီယယ်မက်ဒရစ်အသင်းအတွက်အရေးပါတဲ့နံပါတ်1ကိုသမားအဲ့ဆိုတော့ဒီကိုသမားသူလူဆက်ရှိရလုတ်တဲ့ဂျားရီယာပဲအာဆင်နယ်ရုရဲ့တတိုင်းတိုင်းတိုက်နေခဲ့တဲ့တိုက်စစ်ကိုတော့နောက်ဆုံးချိန်ထိသူခုခံပြီးသွားခဲ့တယ်သူအရန်ကောင်းလုံးသာအာဆင်နယ်ရု3ဂိုးပဲရခဲ့တာအကယ်၍သာသူ့နေရာမှာအခြားနည်းနည်းလေးလက်စွပ်နှိမ့်တဲ့ကိုသမားတအူးသာဖြစ်နေခဲ့မယ်ဆိုရင်တော့အမေရိကမှာ ဖိုက်စည်းတွေစစ်စည်းတောင်ဖြစ်ကောင်းဖြစ်သွားနိုင်မို့လေဒါကပြိုင်ဘက်ကိုမလေးစားလို့ပြောတာဖြစ်ပါဘူးတကယ်အရှိတရားပါမိနစ်60ကြည့်ရလို့ဆိုရင်ဒီအနေထားကိုသိပါရဲ့ဒါကြောင့်ကျွန်တော်ကတော့ပြိုင်ဘက်ဂိုးသမားဆိုရင်ပဲလေအကြိုက်ဆုံးနံပါတ်လေးနဲ့မှရွေးချယ်ပါတယ်အားလုံးသိရတဲ့အတိုင်းပဲကျွန်တော်ပြိုင်ဘက်ကစားသမားလေးတောင်းတောင်းအကြိုက်ဆုံး player တွေမှာရွေးလို့မရှိပါဘူးကဲကျွန်တော်အကြိုက်ဆုံးနံပါတ်3နဲ့မှရှိရ player အဲ့ဒါကတော့ Mike Maino Maino ကအသင်းအတွက်တော်တော်လေး impact မြင့်တဲ့ကစားသမားပါ အမှန်ကတော့စာရုပ်ပေါ်အခီးချင်းရတစ်ဖက်ကမာတီနလီညာဘက်ကစာကာသူကအထောက်ပူနံဆော့ရဒါပေမဲ့အသင်းကဘောလုံးပိုင်ဆိုင်မထားတဲ့အချိန် off the ball movement နေမှာဆိုရင်သူကကွင်းလက်ထီပြန်ဆင်းဆော့တယ်ဝင်းကားတွေကိုပြန်တွဲပေးတယ်ပြီးတော့ပြန်ဘက်ကိုမာတင်အိုဒီကက် present ပေးတဲ့ခါတစ်ဖက်ချမ်းစုံကိုတောင်းဝင်ယူပြီးတော့ high present လိုက်ပေးတယ်အဲ့ဒါကတိုက်စစ်မှုတဦးထက်ပို့ပြီးတော့အိုက်တာလိုဂျင်နဲ့နှစ်နေရာသုံးလို့ရတဲ့ဟာပဲကစားသမားတော့ပင်ပန်းနေဒါမှမဟုတ်ဘာဖြစ်လဲ ဆက်တယောက်ချီစီစောတဲ့ပြိုင်ပွဲမှာကိုဘက်ကဆက်နှစ်ယောက်ဆက်သုံးယောက်ဆိုတဲ့ပုံစံမျိုးတွေလှုပ်အားနှုံးတွေပိုပြီးထွက်လာအဲ့ဒါအာရီတာအရန်လိုချင်တာဒါပေမဲ့လည်းအဲ့ဒါရဲ့ဘီတွက်စူးစူးရှိပါတယ်အဲ့ဒါကစားသမားတွေကတခေါက်ကြောတန်ရာတွေဖြစ်ပြီးဟေးဆိုတခေါက်ကြောတန်ရာတွေဖြစ်တာအဲ့ဒါဘာကြောင့်လဲလူအားထက်ပိုပြီးတော့ Warwick တောင်းဆိုလို့ Guardiola လို့အာရီတာတို့ရဲ့ကစားကွက်ကအဲ့တိုင်းပဲဘသူမှငြင်းငြင်းမနေရအောင်ဇုံရိုတေးရှင်းတွေအရန်လုပ်တာကြည့်တော့ဒါဘောလုံးလေးယိုယိုပြည့်ရထင်တာအားလုံးကအသိရှိနေရတယ် line break တွေဖျက်ကျော်ပြီးမယ်ဆိုရင်လက်ခံမှုတွေအသိရှိနေရတယ်ပြီးတော့မီခင်းမိန်တို့တွန်းသွားခဲ့တဲ့ကိုမဆိုရင် Louis Kelly ဖက်ခနေပြီးတဲ့အချိန်မှာသူက ready ပဲကောက်ပြီးကန်ထဲဝါတယ်အဲ့ဘေးကပြောမှန်သာပြောတာ goal လက်ရှိရဲ့တလားတကယ်သူ့ကိုယုံစားပြီးတိုက်စုမဝင်တဲ့လို့ပြောတာမဟုတ်ဘူးဒါပေမဲ့လက်ကျန်ရာတီဝက်အထီကတော့သူနဲ့ပဲဆက်သွားတာကကျွန်တော်တို့စိတ်ထဲနည်းနည်းလုံုံမှုတော့ရှိနေသေးတယ်။၃ချိန်ကန်တယ်၃ချိန်စလုံးဂိုးပေါက်တဲ့တယ်တလုံးရရှိထားပါတယ်။အဲ့တော့အာဆင်နယ်တင်းအတွက်ဆိုရင်တော့၈ဂိုးသွင်းပြီးတော့ နှလုံးဖိုင်ထားတယ်ပြိုင်ပွဲဆုံးမှာပေါ့လေချန်ပီယံလိမှာတော့နှစ်ကိုးသွင်းပြီးတော့တလုံးဖိုင်ထားပါတယ်မီကေးမိန်ကိုကြောင်ကြိုက်ဆုံးနံပါတ်3နေရာရွေးချယ်ပါတယ်ကဲကြောင်ကြိုက်ဆုံးနံပါတ်2နေရာမှာရှိတဲ့ player တော်မတ်ပါတီပါတီကြောင့်ပြောရတာလဲဒီဘက်ရင်ဘက်ရင်ဘက်တချမ်းကတမျောနေပြီရင်ဘက်တချမ်းကဝမ်းသာနေဘာကြောင့်တမျောလဲဆိုတော့အဲ့ဘဲကိုနောက်2လ3လဆိုကျွန်တော်တို့ free နဲ့လက်လို့ရတော့ပါဘာကြောင့်ဝမ်းသာလဲဆိုတော့နောက်ဆုံးအချိန်မှာအသင်းအတွက်ဆိုရင်တကယ်ကိုကောင်းမွန်တဲ့အမှတ်တရတွေဖန်တီးနိုင်ခဲ့လို့အဲ့တော့တော်မတ်ပါတီကညအားလုံးကပေးပို့မှု 62ရာခိုင်နှုန်းတိကျတယ်။အဝေးဘောပြပမှု100ရာခိုင်နှုန်းတိကျတယ်။ဘောရကဘာရီ6ကြိမ်ရှိထားတယ်။ ground jewel ဝမြေပြင်ဘောရှင်းလုံးမှာ9လုံးမှာ၄လုံးအတားရထားတယ်။ intersection လို့ခေါ်တဲ့ဂျာပြက်လူတစ်ကြိမ်အတားရထားတယ်။အဲ့ဒီဘဲကအတက်ကသာကြီးနေတာ။ဒါပေမဲ့ခြေတိတ်တွေနဲ့ရှင်ပြီးတော့ကွင်းလမှာဖြုတ်သွားခဲ့တာ။ဘရိုကျော်တော်ပဲပြမယ်။ Ancelotti ရဲ့ကွင်းလေအထိုင်ကစားသမားတွေဖြစ်တဲ့ Bellingham, Camavinga, မိုဒရစ်အဲ့ဒီသုံးယောက်ကြားထဲမှာဘောလုံးကိုရှင်လူသွားတကယ်တားပေါက်တယောက်လိုပဲငါမအိုသေးဆိုပြီးလုတ်ပြသွားတာအမှန်တကယ်တော့အာဆင်နိုရဲ့စင်စရာရဆိုရင်တော့တစ်ဖက်ကဒီကလန်ရိုက်သမက်ပါတီမာတင်အိုရီဂက်ဒါပေမဲ့ကျန်တဲ့နှစ်ယောက်ကအင်ပိုဇီရှင်တွေမှာတိုက်စစ်ကိုအတကုံလိုက်သွားပြီနောက်မှဘသူဂျန်ခဲ့လဲပါတီပဲဂျန်ခဲ့တော့နောက်ဆုံးတိုက်စစ်ပန်တီဘောက်စ်ထဲမှာကန်လို့ထွက်လာတဲ့ဘောလုံးအဝေးကနေပါတီတစ်ချိန်ကန်ဝင်ရတယ်ဒါတော့ဂိုးသမားတက်တက်နေပါသွားလို့နော်ကစ်ကတော်တော်ပြင်းတယ် ကော့တရိုက်ပြန်ပြီးတော့အန်ထွက်လာသေးတယ်အဲ့ဘောလုံးအဲ့တော့တော်မတ်ပါတီဒီဒီနေ့အာဆင်နယ်တဲ့နိုင်ပွဲနောက်ကွယ်မှာအရေးပါဆုံးပလေးယာကြီးကတက်ရောက်ပွဲဒီစီစဉ်လေးကိုဒီကဘူးကြီးပတ်ဝန်းကျင်ရဲ့ရှုပ်ဘောလုံး online အကြီးကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ကြဟုတ်6910663936ဆက်သွင်းပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေဖြစ်လို့ငွေပုံငွေချန်ရှိမှဘောလုံးပွဲကိုလောက်မှာဘောလုံးပွဲကိုလုံးဝမလုံးတဆိုလို့ YouTube မှာကိုထုပ်ပေါ်ရှုပ်ရဲချပြီးကျွန်တော်ကိုအားပြုလို့ရပါတယ် Ivac ခုရှိကို Sport Internet 93မိတူကိုကစားလို့ရနေပါပြီခင်ဗျာကဲနောက်ဆုံး တယောက်ကတော့ Declan Rice ကျွန်တော်ရဲ့ Man of the Match အားလုံးကလည်း Rice ကိုပဲ Man of the Match ရွေးပါပါမရွေးလို့လည်းမရဘူးလေ Bro ရဲ့တပွဲမှာ free kick နှလုံးသလုံးကိုဝင်အောင်ကန်နေဆိုတာကဟာကျန်တဲ့ရူရူတန်းတန်းဂိုးတွေ၅ဟု၆ဟုသွင်းတာထက်ပိုတောင်မှตายလို့တော့ပြောလို့ရတယ်တကုတ်ကို great performance ပြီးတော့အဲ့ဒီဂိုးပေါက်ထဲကိုသူရိုက်ထည့်ရတာလေပါချီပါချက်ကိုသမမဟုတ်ဘူး ကော်တိုက်လူတို့ကိုသမားမျိုးရဲ့စောင့်တဲ့ကိုပေါက်တွေကိုရိုက်ထည့်ရတာပထမလုံးဆိုလို့ရှိရင်ဒီဝေ့ပြီးတော့ကန်သွားတာလူတိုင်းရဲ့အပြင်ဝေ့ကန်သွားတောင်းတောင်းကိုသမားတို့ဒိုက်ပြပါမဟုတ်တော့ဘူးဘာလို့လဲဆိုတော့အဲ့ဘောလုံးကအပြင်ကိုထွက်သွားတဲ့ပုံစံမျိုးပြီးတော့မှဝေ့ပြီးဝင်လာအဲ့ဒါကိုကော်တိုက်ရအောင်ဒိုက်ပြသေးတယ်ဒါပေမဲ့တိုင်နဲ့အရန်ကပ်ပြီးဝင်သွားခဲ့တာဖြစ်တဲ့အတွက်ဒုတိယအလုံးကောင်းလိုက်တာဗျာကိုသမားစောင့်နေတဲ့ဘက်ကိုပဲကန်တာမင်းဖမ်းနိုင်ရင်ဖမ်းငါရအောင်ကန်ပြမယ်ဆိုပြီးတော့အဲ့အပေါ်တော့ကိုလှမ်းကန်တာ bro တိတိနဲ့ခံလိုက်ရတာ ကိုသမားရည်ရဲ့ဒီခန္ဓာကိုယ်စန့်ထုတ်မှုနဲ့အရမောင်းရဆိုရင်အဲ့ဒီနေရာနာတိသွားပြီးဓာတ်ပြစ်မှာပဲအဲ့အပေါ်ဆယ်ပါးစီတောင်းဖမ်းလို့ရမှာအထူးသဖြင့်ပါတီကောင်းကောင်းကွင်းလဲမှာလှုပ်လှုပ်နေချိန်မှာ OD ကော declarite ကိုတိုက်စစ် imposition တွေမှာလိုက်တဲ့အခါမှာစိတ်လွတ်လွတ်ပဲနောက်ဆန်တင်းကြမှာရှိဘူးအထူးသဖြင့်ပါတီတောက်ထဲတည်းမဟုတ်နော်အဲ့ဒီဘေးနားမှာ Louis Kelly ဆိုတဲ့ chart လေးရပါတပယ်ပဲပေါ့ထိုင်ပြီးတော့ဖြတ်ပေးတာတော်တော်ဘုံလုံးကြုံလာနဲ့အဲ့ဒီမြောက်ကိုကြော်လာပြီးဆိုစာလီပါရှိတယ် KBO လည်းတကယ် appreciate ဖြစ်ပါတယ် အခုဒီနေ့ပွဲစဉ်မှာတော့တစ်ဖက်ကကစားသမားတွေဖြစ်တဲ့ဒီမာတီနယ်လီရဲ့ထော့ဆက်ကေကိုလည်းတကယ်ချီးကျူးပါတယ်ဆာကာကိုလည်းချီးကျူးတယ်ဆာကာရောမာတီနယ်လီရောမညံ့ဘူးနော်စကာခင်းပေးတဲ့အလုံးတွေများတကယ်ထိတ်တန့်တဲ့စစ်မှုရှိရင်ဗျာပထမပိုင်းနဲ့ကျွန်တော်နှစ်ကိုးလောက်ပြတ်တယ်အားလုံးကောင်းကြပါတယ်ဒါပေမဲ့ကျွန်တော်မှလည်း၅ရောက်ပဲရွေးချယ်ရတာဖြစ်တဲ့အတွက်ကျန်တဲ့ player တွေကျွန်တော်ညီကိုစိတ်တန်းကြရှိရင်လည်းခုံးမှဝင်ရေးသားပြီးတော့ပါအောင်အဆုံးထိကြည့်ပြတဲ့လေအားလုံးကျေးဇူးတင်ပါတယ် declare right ကတော့ declare right ပါပဲ